ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့ပြည်သူစေယုံမှာတက်ရောက်ကုသနေကြတဲ့အတွင်းလူနာတွေဟာနိုဝင်ဘာလ10ရက်နေ့မှာကျင်းပပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်မဲတွေပေးနေကြပြီဖြစ်ပါတယ်။နိုဝင်ဘာလ6ရက်နေ့နဲ့နိုဝင်ဘာလ9ရက်နေ့နှစ်ရက်တာကြိုတင်မဲပေးတဲ့ရက်အဖြစ်သတ်မှတ်ခဲ့ပြီးအတွင်းလူနာပေါင်း44ယောက်နဲ့9ယောက်ပေးပြီးသွားပြီလို့ပန်းတနော်မြို့နယ်ကုသရေးဦးစီးဌာနမှူးဒေါက်တာနေမင်းမျိုးထွန်းက DVB ကိုပြောပါတယ်။ပန်းတနော်စေယုံအနေနဲ့16နှစ်ပြည့်ပြီး ဒုနာဥယျာစုစုပေါင်းတော့၄၀နဲ့၄ရောက်ပေါ့၄၄ရောက်ပေါ့ခုတက်ရှိပေးထားခဲ့တဲ့အနေထားလေးကတော့၅ရောက်ပေါ့မနေ့ကတော့၂ရောက်၇ရောက်တော့အခြားဖွဲ့တွေထက်တော့ချိန်ဆက်သွယ်နေပါသေးတယ်။အဲကျွန်တော်တို့ကတော့ညွှန်ကြားထားတာကတော့၆ရက်၇ရက်နေ့ရက်၆ရက်၇ရက်ကိုကြိုတင်မယ်ပြီးနိုင်အောင်ကာယကရှင်စီယုံတက်တဲ့အတွင်းနဲ့ကာယကရှင်ကကြိုတင်မယ်ပြီးခြင်းပြီးနိုင်အောင်နေရာတွေကျွန်တော်တို့စီစဉ်ပေးဖို့တွေမှတ်ထားရှိပါတယ်။ဘယ်လိုနာစီရင်စရာကျွန်တော်ကောက်ယူပေးရမယ်။ အတူကဲကဲချေဒီနာဆောင်အောင်လုပ်ပြီးတော့ကျွန်တော်တို့သက်ဆိုင်ရာအူမဲဆန္ဒနယ်မေးပေးနိုင်ဆက်သွယ်ပြီးတော့သူတင်မေးပေးနိုင်ဆက်သွယ်ပြီးရှေ့ဆက်ပေးရမယ်ရောက်လာတဲ့ခါမျိုးမှာကျွန်တော်တို့ဘက်ကနေပြီးတော့အဲကျုပ်ဘက်ဆိုတာမေးပေးနိုင်ရင်လုပ်ကိုကျွန်တော်ဘက်ကကူညီပေးရမယ်လို့ကျွန်တော်ညွှန်ကြားထားပါတယ်ဆေးရုံမှာမဲပေးမဲ့လူနာတွေအတွက် သက်ဆိုင်ရာရက်ွက်နဲ့ကြေးရွာတွေရဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းတွေကကြိုတင်မဲ့ကောက်ခံမှုတွေပြုလုပ်ပေးခဲ့ပါတယ်ရှင်